ရာတို့တော်များကြီးကျေးဇူးတော်ရှင်အွန်လိုင်းဆရာတော်အရှင်ဇနိမာကြီးတီလာကုံတမာတိကုံပညာကုံပฏิပတိဝိသရဒကုံတော်တို့ကိုလက်ဆက်ဆုံးထုတ်ပါမူ၍ရှေးဥစွာရှိခိုးပါれဗျာဆရာတော်ဘုရားအားဘုရားတော်တို့မှာမေးလျှောက်ခြင်းတည်ဆရာတော်ဘုရားရဲ့ပฏิပတိအကျင့်စံတက်လို့သောစိတ်ဖြင့် လျှောက်ထားခြင်းမဟုတ်ပါဘူးဆိုတာကိုရှင်းဥစွာ တင်ပြလျှောက်ထားပါတယ်ဗျာဘုရားတိတော်တို့ဒီညာတော်အဖြစ်ဆရာဘုရားမိတ်ကြားတော်မူသလိုပရိယတိဝန်ဆောင်ယဟန်တာမဏိများသာဖြစ်ခဲ့ကြပါတယ်ဗျာဘုရားတိတော်ကိုယ်တိုင်တင်လျင်ခုနှစ်သားအယွယ်မှာစာ၍သာသနာပေါင်းနဲ့ဝင်ရောက်ပြီ ယခုချိန်တိုင်အောင်ပရိယတိအလုံးနဲ့ပဲဖြာတပြီးတော့အချိန်ကုန်ခဲ့ပါတယ်ဗျာဖြာတပြီးတော့တရားစခန်းဖြာတပြီးတော့ရတ္တန်တခြားမှာအခုလိုတရားစခန်းဝင်ခြင်းသည်ပထမဆုံးအချိန်ဖြစ်ပါကြောင်းဖြာတပြီးတော့ရှောက်ထားပါတယ်ဗျာအဲဒီတရားစခန်းလောက်ဝင်တဲ့အခါမှာပရိတ္တဘေခုကိုယ်နဲ့အသက်မငယ်ွက်ပဲ နိဗ္ဗာန်ကိုရောက်နေတဲ့ဆုံးနဲ့အထောက်ရမယ်ဆိုတဲ့စကားကိုလည်းဘုရားတပည့်တော်သင်ကြားဘူးယုံမျှတာရှိခဲ့ပါတယ်ဗျာအတ္တပိနိဗ္ဗာန်ဘိက္ခုကိလေသာတွေကိုပူပန်စေတတ်တဲ့တမပ္ပဏလုံလဝိရိယထားပြီးတော့လည်းပဲကျင့်ကြံကြိုးကုန်အထောက်ရမယ်ဆိုတာကိုလည်းပဲစာပေအတိနဲ့သာဘုရားတပည့်တော်တိခွင့်ရခဲ့ပါတယ်ဗျာအခုလိုဆရာတော်ဘုရားရဲ့မေတ္တာရေးအောက်မှာကရုဏာရေးအောက်မှာ ပထမဆုံးအကျေတရားစခန်းဝင်ပြီးတော့စာအသည့်ကိုကိုတွေအသည့်နဲ့လာပြီးကြင့်ကြံတဲ့အခါမှာအမတန်မှဖြာတပည့်တော်တို့အကျိုးတူးတရားများရရှိခဲ့ပါတယ်ဆရာတော်ဘုရားအခုဘုရားတို့တော့တည်ခြင်းနဲ့အထူးအချက်လက်မှာဆရာတော်ဘုရားရဲ့ကျင့်စဉ်တွေမှာတမထယာနိကဝိပဿနာယာနိကဆိုပြီးတော့အပိုင်းနဲ့ပိုင်းခွဲပြီးတော့နိပေလံပြ ကြင်ကြံအထုံးရတာကိုဖရာတပည့်တော်တီးခွေမှတ်ခွေရခဲ့ပါတယ်ဗျာဆရှိယနေ့ကနေစပြီးတော့အခုဖရာတပည့်တော်တို့22ရက်ဒီချိန်ဒီတိုင်အောင်တမထယန္တိကကြင်စဉ်ကိုဆရာတော်ဖရာဦးစားပေးပြီးတော့သင်ကြားပြတာတဲ့နေရာမှာဖရာတပည့်တော်တရားအထုတ်တဲ့အခါမှာတမထယန္တိကဝိရဒနာအတွေ့ဘလောက်ကြီးပါတယ်ဘလောက်အကျိုးကျေးဇူးများတယ်ဆိုတာကိုလည်းပဲ ဘုရားမိတော်တီးခွင့်ရပါတယ်ဗျာဆရာတော်ဘုရားကျင့်ကြံကြိုးကိုအားထုတ်တော့တရားသူတရားမြတ်သည်စာတွေ့မဟုတ်ပဲနဲ့ခန္ဓာဉာဏ်တွေ့ဖြစ်နေတယ်ဆိုတာကိုလည်းပဲဘုရားတပည့်တော်တတိပြုစင်ကြင်သုံးသပ်မိပါတယ်ဗျာအခုဘုရားတပည့်တော်တီးခြင်းတဲ့အချက်မှာဆရာတော်ဘုရားသည်ဘယ်အတိတ်ဝင်မှစာ၍ဘယ်လိုတရားမျိုးကို ရှင်းဥစွာရှားဖွေဖော်ထုတ်ရခဲ့ပါတယ်ဆိုတာကို ဖျားတပီးတော့တိလိုပါတယ်ခြေကျူတော့ရှင်ဆရာတော်ဖျားဒီကတော့တပီးတော်တို့ဆရာတော်တို့ပြန်ရင်တပီးတော်မီမိုရီစတစ်ပြီးလိပါမယ်ဗျာတပီးတော်လူရင်းလေးပဲရှောက်ပါမယ်သူကတော့ကြာတယ်ပေါ့တပီးတော်25နှစ်မှာဒုလဘယဟန်ဝတ်ပြီးတော့တပီးတော်တရားအားထုတ်ပါတယ်ဗျာအရိတဝါတင်းကူဌာနချုပ်တပီးတော်စကျင်းတော့တင်းကူဆရာတော်ကြီးရဲ့တပည့် ဆရာတော်ဥဒိကြီးမရှိမှာဒုံလဘယဟန်ဝတ်ပါတယ်။အရိယာနဲ့တပြီးတော့မထွက်တော့ဘဲနဲ့တရားဆက်ကျင်တော့မယ်။နောက်ဆုံးမိဘများသဘောတူထားတဲ့တက္ကမပါသူမိဘပါသွားပြီးတော့ကျုပ်တော့မထွက်တော့ဘူး။သိတော်တဲ့လူနဲ့ပြေးစားလိုက်တော့အဲ့လိုပဲဒီလိုမှာခဲ့ပြီးတော့တရားအားထုတ်ပါတယ်။အဲ့ဒီတဝါမှာတည်င်းကျုပ်ခန်းဒီမှာတပြီးတော့ယုံအောင်ပွဲပါတယ်ဗျာ။ အဲဖောက်ပြန်နေညွတ်တဲ့ခံစားရတယ်ဆိုတော့ယုံနာအဲဒီယုံနာမကွဲခင်ရဒီရုပ်ပြက်ကြီးကိုစောက်တရားမရပြီးလို့လွာလို့မရနေလို့ထိုင်လို့မရအောင်ရုပ်ပြက်ပေါ်မှာဒီပြောမြင်ခဲ့ပါတယ်အဲဒီကနေမှတပြီးတော့ရှေ့ဆက်ပြီးတော့ဒူရင်ဆက်ထွက်တယ်ဆက်ထွက်ပြီးတော့တပြီးတော့ကစာပြီးမတတ်တော့အဲဖောက်ပြန်နေညွတ်တဲ့ခံစားရတဲ့ဆိုတော့ဝေဒနာခန္ဓာအဲဒီပေါ်မှာဖြန့်ရှူရင်းနဲ့ရှေ့မတက်နိုင်ဘူးဖြစ်တယ်အဲဒီကမှတပြီးတော့ရှေ့ဆက်တက်တဲ့ခါကျတော့ ဝေဒနာရဲ့သဘောခံစားဖြုတ်ခံစားပြီးပြည့်စုံအဲ့ခံစားပြီးဆုံးနေတဲ့ခံစားတဲ့ဝေဒနာတစ်လုံးကိုတဲ့တဲ့လေးအပြားရင်တည်တယ်လို့ပိုင်းခြားရှိတဲ့အခါကျဖြစ်ချုပ်ကိုသွားပြီးပါတယ်ဖြစ်ချုပ်ကိုပြီးတော့ဘဝင်ကဖြုတ်ဖြုတ်ဆိုကြသွားပြီးတော့နောက်ဆုံးဟရိယဝိတုဆိုတဲ့မနော အကြည်တက်ကြီးမှမျက်မှောက်ပြုပြီးတော့နေပါတယ်အဲ့ဒီအကြည်တက်ကြီးမျက်မှောက်ပြုပြီးနေရနေပြီးတော့ရှေ့ထွက်လို့မရတော့ဘူးဒါကြီးပဲလမ်းဆုံးနေအတိတ်အာယုံအနာဂတ်အာယုံပြင်ဆာယုံအလုံးသိမ့်ပြီးတော့ နေတော့ဒီဘော်ကလည်းလမ်းဆုံးပြီဆိုရှေ့သွားစရာလည်းမရှိတော့နောက်ဆုံးတပြီးတော့6လလောက်ကြာပါတယ်အဲလောက်ကြာတဲ့အခါမှာကြီးကန်းကအော်လိုက်တာကြီးကန်းအော်လိုက်တဲ့အတန်နဲ့ကြာရောဒီဟရိယနေကိုတန်းထွက်သွားတော့မြင်တော့ဘာလဲဆိုပြီးတော့ခွာလိုက်တာခွာရှုတတ်တဲ့သဘောအဲ့တော့မှဆာလင်ကုပိခါဆိုတဲ့ဆာဒွာရာကို ဥပိခါပြုနိုင်တဲ့သဘောရောက်သွားပါတယ်။စောင်းကတော့ရေအိုးကြီးအဖုံးပိတ်ထားတော့မိုးဘလောက်ရွာရရေမွန်းလို့ဖြစ်နေ အခုတော့အဖုံးဖွင့်လိုက်သလိုဖြစ်တော့ဓွာရ6ဆုံးကိုအဲ့တော့မှလှုပ်ရှုပ်တတ်တဲ့သမာဓိတို့ရောက်သွားအဲ့တော့မှတကယ်တမ်းဒေရှားကြီးလိုက်တော့ကြီးကလည်းអော်လိုက်ရလိုက်ဆိုတော့တကယ်တမ်းကျတော့ဟိုဟရိယနေပြီးတော့ခိုးပြေးတာမဟုတ်ဘူးဟိုအတန်ဒီလာတိုက်ပြီးဒေရှားကြီးတော့မှနားမှလာပြီးအာအာနဲ့ဖြင့်အဲ့အရိယနေပြီးတော့မမြင်ဘူးတာတွေမြင်ရတယ်အဲ့တော့မှခန္ဓာကိုယ်ဓွာရကိုပြန်ရှုပ်တတ်တဲ့သဘောဖြစ်လာတယ် အဲ့ကြတော့မှရှူရှဲရှူရှဲနဲ့ရှူရှဲရှူရှဲရဲ့ဆိုတာနားကရှူနေတာဖြစ်ဒီနေ့နာသူကထိတဲ့နေရာကရှူရှဲမှာပေါ့သူကထိတာပဲရှိတယ်တပိတော့အရသားနေလို့ဆိုနာသေးဘွားကနေလေတွေကရှူရှဲဖြစ်တယ်အောင်မြင်ပိုကြတော့ကိုယ်ထွက်သွားတော့ဒီကလေတွေကနာသေးဘွားရဲ့ပြေးဝင်လိုက်ရှူဆိုတာနဲ့ဒီနားကရှူလို့ဖြစ်တယ်ဒီကပြန်ထွက်သွားရှဲဆိုနားကရှဲပြီနားမှာကရှူရှဲဖြစ်နေနာသေးဘွားတကားမှာထိတာပဲရှိတယ်ရှူရှဲမရှိတော့ အာရိယနေပြီးတော့ ద్వార တွေကိုအကုန်လှည့်ပတ်ရှုပါတယ် ద్వార ငါးပေါက်နဲ့မနော ద్వార နဲ့ဆက်ရှုပါတယ်မနော ద్వార ကတခါပြန်ပြီးတော့အာဆိုတာနဲ့ဖြစ်ချုပ်ဖြစ်ချုပ်အတိုင်းရှုရင် ပြတ်တယ်အဲ့လိုမျိုးဘုဗနဲ့ဥပဒံကြီးကန်လာလို့ဆွဲလိုက်လို့ရှိရင်ကြီးကန်ပုံလေးပေါ်တယ်အဲ့လိုလဲမြင်တော့တပြီးတော့ဖြန့်ရှုတယ်အဖေကိုနှလုံးသွင်းလိုက်အဖေလို့ဥပဒံသွင်းလိုက်အဖေပုံပေါ်လေးအမေလို့ဥပဒံလိုက် အရိယာမှာတီဗီမှာပြတယ်ပေါ်တာအဲ့ဒီတော့မှ လောကကြီးဟာဒီဟရိယာမှာပဲရှိတယ်ဆိုတာသိသွားတယ်အဲ့လိုလဲသိသွားနေတဲ့ပြိုင်နဲ့တပည့်တော်ရဲ့စိတ်ကိုပေါ်မုန်းကြီးဆွဲညှင့်လိုက်တယ်လောကဆိုတာစိတ်သေးပဲရှိတာပဲသိတော့နာငါအပြင်ညှို့လို့မရတော့အဲ့တော့မှဆင်ញင်တော့ပါတယ်ဗျပထမတော့ဒီကိုယ့်ကိုထောင်သွင်းပြီးတော့လှုံ့လို့မရအောင်ညှစ်လိုက်တယ်လို့ခံလိုက်ရတော့ စိတ်အကျဉ်းကျဖြစ်သလိုဖြစ်တယ်။နောက်တော့မှညာနဲ့ဆင်ញင်ကြီးတဲ့အခါကျတော့မှစိတ်ကသူ့ဘာသူဖြစ်တာဒီမှာဖြစ်တာသူ့ဘာသူဒီမှာချုပ်သူ့ဘာသူဒီမှာဖြစ်အာယုန်တွေကဒွါရမနောကိုလာပြီးတိုက်တာပဲရှိတယ်။စိတ်ကအပြင်ထွက်ရှာတာမဟုတ်ဘူးနဲ့ရောက်လာတဲ့အာယုန်ပေါ်မှာ तू ကဟိုပကြီးဆွဲသလိုလောက ဖွဲ့နေတယ်။လောကဖွဲ့ပြီးတော့ဂျင်းနာတာတွေမဂျင်းနာတာတွေဖြစ်တယ်။အဲ့တော့မှအဲ့ဒီဒွါရ၅ပေါက်ယုံနာနေရဲ့ဓမ္မလက္ခဏာ အကြောင်းကျိုးဖြစ်တယ်အကြောင်းကျိုးချုပ်တယ်သူ့ဘာလို့အကြောင်းကျိုးဖြစ်တယ်အဲ့ဒါတွေရှိပါများတဲ့ခါကျတော့ဒီယုံနာနေရတလက်ဆက်ဖြစ်လာတဲ့ခါကျတော့ငိုးရွာတာရေစုခံရလို့တခါတည်းဖြစ်ပျက်တွေကတအားများလာတဲ့ခါကျတော့ဒီစိတ်ကအပြင်းလဲထွက်လို့မရတော့ဘူးဒီခံနေရဲမှာလည်းရှိနေတယ်ဒီခံနေမှာကြီးတော့လေအပြက်ပဲဖြစ်တော့စိတ်ကမလိုချင်တော့ဘူးစောက်တရားလည်းမရတော့ဘူး ပြီးတော့ရုပ်တွေနာနေတာမြင်နေတယ်မက်ဒီဖိုတွေကလည်းမမြင်ဘူးချမ်းသာတာလည်းမမြင်ဘူးအပြက်တွေပဲမြင်နေတော့ရှာတာလည်းအပြက်မြင်တော့တယ်အပြင်မှာလောကလည်းမဟုတ်အထဲလောကပဲဖြစ်တယ်အထဲလောကလည်းအပြက်ဖြစ်တော့တီယာမရတော့ရှာခြင်းနဲ့စိတ်အေးခြင်းနဲ့စိတ်လွတ်ခြင်းနဲ့စိတ်အငိမ့်ခြင်းနဲ့စိတ်ဒီပေါ်ဗျာတပြီးတော့အတူဆုံးပြောရင်အဲ့ဒီမှာလိုမလိုတွေအားလုံးကိုစွန့်လွှတ်လိုက်တော့မှဘဝင်ထီးထီးထကြဒီကတော့လွတ်လွတ်ကျွတ်ကျွတ်ကြပြီးတော့ စိတ်ကပဂရိငြိမ်သက်ပြီးတော့ကိုယ်လည်းမဟုတ်သူလည်းမဟုတ်ပဲပရိငြိမ်သက်ပြီးတော့နိဗ္ဗာန်ကိုအောင်ပြုပါအရိယနေမှာဆရာတော်ကတကားပြန်ဖွင့်ပြီးတော့တကား ဖွင့်လိုက်တကားအတန်လာတိုက်တော့ရုံဏဖြစ်တဲ့အချိန်မှာတဏှာကငါဆိုပြီးငါခန္ဓာဆိုဆွဲကြအောင်ခုနကကြာနေတဲ့တတိမတ်ကနေပွဲလေးတခါကျတော့နောက်ထပ်ဝတိစဉ်ဘဝင်ထကြပါပြီအရိယနေပြီးတော့25နှစ်ကနေ28နှစ်သားမှသောတပတ္တိမံကူပါတယ်ဗျာ အဲ့ဒါကတော့တပြီးတော့အကျံဟောလိုက်တာအဲ့ဒါ25နှစ်သားမှတရားစားခြင်းပါလေ29နှစ်သားမှသောတာပတ္တိမံကူပါတပြားပရမယုံနာကတော့သာဓွာရနဲ့ဖောက်ပြန်နဲ့ညွတ်တဲ့ခံစားတယ်အာရိယနိမတိုင်ငရဓာကြီးလေးပါနော်အဲ့ဒါတွေကတော်တော်လေးကိုကြောက်စရာကောင်းတယ်လို့ထွက်ပြေးလို့မရအောင် မုံတိုင်းတွေတိုက်ပြီးတော့မိုးကြိုးတွေပြေတောင်ပြိုကမ်းပြိုနောက်ကနေပြီးတော့လိုက်လို့ထွက်ပြေးလို့မရအောင်ကြောက်စရာကောင်းတဲ့အထိအောင်အဲ့ဒီအပြည့်ကြီးမြင်လာပြီးတော့မှခုနပရမယုံနာတွေကိုမြင်လာပါတယ်။ပွားတော့မှကြီးကျုပ်ပါတယ်မပွားဘဲနဲ့ယုံနာမြင်လဲကြီးမကျုပ်ပါဘူး။အဲ့ဒါကတော့တပြည့်တော့နှစ်နှစ်လောက်ကျင့်ရပါလေဗျာ။အဲ့ဒါတော့ဒီသောတပတိမေအပိုင်းကိုပြီ။အဲ့ဒီဘုံမှာဆရာတော်ဗာမင်းအမိတ်ရှိခြင်းနည်း။မှန်ပါဗျာ။အလုံး 听众完毕，有对热线。